မမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုလိုမလိုပေါ့နော်။တခုခုကိုလုံနေကြ။တခုခုလုံရတာကအရင်နှစ်ကျွမ်းဝင်နေပြီ၊ကျင်းသားရနေပြီလို့ပြောချင်ရင်ကျွန်တော်ကိုလိုမလိုအခုဒီပုံစံလေးတွေအသုံးပြုပြီးတော့ပြောလို့ရပါတယ်ရှင်။ Okay ဗားလေးနေဖြစ်မလဲ။နံပါတ်1 MSR plus used to plus ဘာဖိုင်ရင်ကြီး။ Now နံပါတ်2 MSR plus accustomed to plus ဘာဖိုင်ရင်ကြီး။ နောက်နံပါတ်3 get plus use to plus verb ing နောက်နံပါတ်4 become plus use to plus verb ing စားတဲ့အဲ့ဒီပုံစံလေးမျိုးကိုအသုံးပြုပြီးတော့ကျွန်တော်ကဘုံမတော်တစ်ခုခုကိုလုံနေကြလို့ပြောချင်ရင်သုံးလို့ရပါတယ်နော်အဲ့တော့ဥမာအဖြစ်ငါကကားအစ်စ်ကိုကားအစ်စ်ကိုမောင်းနေကြပေါ့ဥမာကားအစ်စ်ကိုမောင်းတာငါ့အတွက်မစိမ့်ဘူးပေါ့အဲ့လိုပြောချင်တယ်ဆိုလို့ရှိရင် I am accustomed to driving a new car I am used to driving a new car. I get used to driving a new car. I become used to driving a new car. Okay နော်စသဖြင့်အဲ့ဒီပုံစံလေးမျိုးတွေကတိုင်းနဲ့တရပုံစံကိုသုံးပြီးတော့ကျွန်တော်ကိုယ်မတို့ပြောလို့ရပါတယ်ရှင့် Okay အဲ့တော့တကူကိုယင်းဒီကြောမှန်နဲ့ပြောချင်ရင်ကျွန်တော်ကိုယ်မတို့သုံးဖြတ်သွားပြီပေါ့နော် Okay အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်